ားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်ပြမဲ့တင်ခဲ့တာကတော့အခန်းက၄ကျင်ငယ်ငါးသမခုံကနံပါတ်၁နှစ်ပဲဖြစ်ပါတယ်နံပါတ်၁မှာဆိုရင်အောက်ပါတို့ကိုရှင်းပါတယ်နော်နံပါတ်ကကြီးက 5A into 6A ပါအဲ့ဒီမှာဒီလိုကမြောက်ဘက်ကိန်းတစ်ခုကိုရှင်းပါရင်စုရေးမယ်ပြီးကြမှာအောက်ကနောက်ကအခက်ရတွေကိုဒီလိုကစုပြီးရေးပါမယ်ဒါဆိုရင်နောက်ဘက်ကိန်းတစ်ခုကနော်9နဲ့6နဲ့ပါ9နဲ့6နဲ့ကိုလည်းမြောက်မယ်နောက်က A နဲ့အခက်ရနှလုံးကိုလည်းနောက်မှာစုပြီးရေးပါမယ်ဒါဆိုရင်9 6 2 3 A နှစ်ထပ်ကကျတော့ A square ရပါတယ်ဒါဆိုရင် အဖြေက 30e square ရပါတယ်ဗောနော်နံပါတ်ကားလေးမှာဆိုရင်1မိုင်း 6B ရယ်5မိုင်း 6B ရယ် 18B ရယ် 2B ရယ်ကျလို့မြောက်ထားပါတယ်။ဒါဆိုရင်ကျလို့မြောက်ပေါ်ကိန်းတွေကိုစုရေးမယ်။နောက်ကအခရာကိန်းတွေကိုလည်းစုရေးမယ်ပေါ့နော်။ဒါဆိုရင်မြောက်ပေါ်ကိန်းတွေက1မိုင်း6 5မိုင်း6နဲ့18 2ပေါ့နော်။အဲနောက်ကအခရာတွေက B လေးလုံးပါနော် B လေးကမြောက်ပါတယ်။ဒါဆိုရင်1မိုင်းအမှားကျလို့ခြေမယ်ပေါ့နော်။အရင်ဆုံး6နဲ့18နဲ့ဝင်ဆုံးခြေမယ်။6တွေ့ရ6 3 18ပြီးတော့3နဲ့2နဲ့ခြေမယ်။3တက်3 3နဲ့6 ီးတော့အဲ့ဒီမှာပိုင်းချင်မှာကျန်တဲ့နေ့ရယ်နော်ပိုင်းဝေးမှာရှိရဲ့နေ့ရယ်တခါထက်ချင်မယ်ဟုတ်နော်ဒါဆိုရင်ကျတို့ပိုင်းဝေးမှာ9တက်လီ9ပဲကျန်တယ်နော် B ရတဲ့ကျတို့၄လုံးပြည့်တဲ့အတွက် B လေးတက်ပါဒါကြောင့်မို့ 5B 4ကျန်နော် 5B to the power 4ရပါတယ်အဲ့ဒါကျတို့နမကငယ်ကိုသွားပါမယ်နမကငယ်ကနော်3 3ရယ်ယူရယ်5ရယ်နော်3ရယ်ကျတို့မြောက်တာပါအဲ့ဒါကျတို့အရင်ဆုံးနောက်ပေါ်ကနေယူရင်ဆုံးစုရေးမယ်3နဲ့7နဲ့ပါ ပြန်ခဲ့ရတဲ့ခုတည်းနော်စုပြီးရမယ် unit တခုဖြစ်ပါရဲ့ဒါဆိုရင်3921နော်20 21 UB ရပါတယ်အဖြေကနော်ဒီက21 UB ပါနမကကြီးပါနမကကြီးမှာ10 P into 7 UB ဒါဆိုလို့ရှိရင်ကျတော့ပိုင်မြောက်ဝကိန်းတခုကိုအရင်ဆုံးစုတဲ့အခါမှာနော်6နဲ့9နဲ့ကိုဝင်းနဲ့မှာတခုရေးမယ်ပြီးနဲ့ဂျူနဲ့ကိုဝင်းနဲ့မှာတခုရေးမယ် ော်ဒါဆိုရင်6နှစ်ခုနဲ့မြောက်တော့6ခုနဲ့40နှစ်ပါပြည်နဲ့ကြီးနဲ့မြောက်တော့ PG ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က42 PG ရပါတယ်ပြီးနံပါတ်5ပါနံပါတ်5မှာလဲ 1/4c 3/4c 1/2c 32ပေါ့နော်အဲ့ဒါအားကြီးကိုလိုမြောက်တဲ့ခါမှာအရင်ဆုံးနောက်ဘောင်ကလေးတွေအရင်ဆုံးစုပါမယ်နောက်ဘောင်ကလေးစုတဲ့ခါမှာ1/4ရဲ့3/4ရဲ့1/2ရဲ့32ရဲ့ကိုအရင်ဆုံးစုမယ်နောက်မှာကျတော့ကျတော့ c က3လုံးပေါ့နော် c 3လုံးအခရာတွေကိုတက်တက်စုမယ်ပေါ့နော်ဒါဆိုရင်ကျတော့ကျင်းလို့ရပါတယ်နော် ဲ့ဒီမှာကျတော့၄နဲ့30နှစ်ကိုကျင်းတဲ့ခါမှာ၄ရှိလီ30နှစ်ဟုတ်ကောနော်။ဒါဆိုရင်အောက်မှာကျတဲ့၄နဲ့တခါ၈နဲ့တခါဆက်ပြီးကျင်းတဲ့ခါမှာ၄တက်လီ၄၄နဲ့ရှိ။ပြရရင်ပိုင်းဝေမှာရှိတဲ့နှစ်ရဲ့ပိုင်းရေမှာရှိတဲ့နှစ်ရဲ့ရုပ်ထက်ကျင်းပါတယ်။ဒါဆိုရင်ပိုင်းဝေမှာ3ပဲကျင်းပါတယ်။အဲ C က3တက်3ကမြောက်တယ်ဖြစ်တဲ့အတွက် C square C ကျူပေါ့နော်။ဒါကြောင့်မလို့ 3C ကျူရပါတယ်အဖြေက။အမဆာလုံးကကြတော့ 2A ရဲ့ 8Y ရဲ့ 30Y ရဲ့မြောက်ပါတာမြောက်ပါပါမြောက်လို့ရှိရင်ဂျုံမြောက်ပေါ်ကြီးက2ရဲ့8ရဲ့3ရဲ့ဂျုံမြောက်မယ် အနောက်အခက်ရတွေကအဲ့ရွယ်ဝါရဲ့ဇက်ရဲ့ကိုခြေလို့မြောက်ပြရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခြေတို့ကနောက်တစ်ခါမှာနှစ်ရှိလီ16 16သုံးလီ48ပေါ့နော်ဒါဆိုရင်ခြေရမြောက်ပေါ်ကိနေမြောက်တဲ့ခါမှာ48ရတယ်နောက်ကအဲ့ဝိုင်ဇက်ကတော့အဲ့ဝိုင်ဇက်ပဲနော်ဒါကြောင့်မို့48 8ဝိုင်ဇက်ရပါတယ်နောက်ကနမစရိန်မှာနမစရိန်က 4c 3d ဒါဆိုရင်မြောက်ပေါ်ကိနေတက်တက်စုမယ်4နဲ့3နဲ့ကိုစုမယ်အခက်ရတွေကိုစုမယ်စီနဲ့ဒီနဲ့ကိုစုမယ်ဒါဆိုရင်ခြေတို့မြောက်လိုက်မယ် ရေတုံးနေရာဆက်နေစီနက်ဒီနက်ကြတော့စီဒီရတယ်။ဒါပြင် trail CD ရပါတယ်။စလင်မြောက်ကျုပ်ဇာခွဲပါ။ဇာခွဲက 5A into 6Y ။ဒါပြင်မြောက်ပေါ်ကြီးချင်းစုမယ်။အခက်ရချင်းချင်းစုမယ်။ဒါပြင်96 30 38 Y ပေါ့နော်။အဲဇာခွဲပြည့်ကျုပ်ဇာမြင်စေပါ။ဇာမြင်စေက 3GG8 တဲ့နော်။အဲ့ဒါကျတော့နော်အဲမြောက်မော်ကင်းကကိန်းကနန်းကတခုပဲရှိတော့တခုပဲရေးမယ်။ငွေအခက်ရတွေကိုစုရေးမယ်။ ာဒါဆိုရင် g ကနှလုံးဆိုတော့ g square ပါဒါဆိုရင် 3g square a ပေါ့နော်ဒီကဈာမကျေပြောကျေလို့ညပါညမှာ1 by 8ရယ်နော်8 h ရယ်နောက်က8 by 3ရယ်နော်8 by 3 h ရယ် 9b ရယ်ပေါ့နော်အဲ့တလုံးချိန်ခဲ့ပါတယ်အဲ့မှာကျေလို့1 by 8နဲ့8 by 3နဲ့9နဲ့ကိုစုရေးမယ်နောက်မှာကျေလို့1 by 8မှာလည်း1 by 8မှာ8မပါဘူးနော်အလဲကောင်မှာ1 by 8ရဲ့နောက်မှာ8တလုံးပါတယ် နော်အိတ်ပိုင်း3ရဲ့အောက်မှာလည်းအိတ်လုံးနောက်မှာလည်းအိတ်လုံးပါတယ်အဲဒါမှမဟုတ်အိတ်ကစုစုပေါင်း3လုံးဖြစ်ပါတယ်ဟုတ်ကဲ့နော်အိတ်အိတ်က2လုံးပေါ့နော်အိတ်ကတွေကဝမ်းမအိတ်မှာလည်းအိတ်လုံးပါတယ်နောက်ကအိတ်ပိုင်း3မှာလည်းအိတ်လုံးပါတယ်ပေါ့နော်ဒါကြောင့်ရှင်အိတ်က2လုံးနောက်ကနောက်ဆုံးမှာ9မိပါဆို B က2လုံးဒါဆိုရင်အိတ်2လုံးဆို8 square အဲ့ဒီမှာကျတို့ကရှေ့ကအမြောက်ပေါ်ကိနေကိုကျင်းမယ်ပေါ့နော်ကျင်းတဲ့ခါမှာရှင်းနဲ့ရှင်းနဲ့ကျင်းမယ်3 3နဲ့9နဲ့ကျင်းမယ်3 3 9အဲ့ဆိုရင်ကျတို့ကရှေ့ကကိန်းကနေက3ကျယ်ပြီးတော့ h square b နော် 3h square b ဖြစ်ပါတယ် တာတလင်းချိန်မှာကျန်2 by 3 a เนาะနောက်ပြီးတော့3 a နောက်က4 a เนาะနောက်1 by 8 a ဒါမျက်ပေါ်ကိန်းကိုစုမယ်2 by 3ရဲ့3ရဲ့4ရဲ့1 by 8ရဲ့ကိုစုမယ်စုပြီးရင်ကျတို့ a လေးလုံး a ရလေးလုံးဖြစ်တဲ့ a လေးလုံးကိုစုမယ်ပေါ့နော်အဲ့ဒီမှာကျတို့3နဲ့3နဲ့ကြည့်မယ်လေးတလီလေးလေးနဲ့လေးရှိနှစ်နဲ့နှစ်နဲ့လက်တကကြည့်လိုက်မယ်ဒါဆိုရင်ရှေ့ကငင်းငင်းနဲ့နေရာတစ်ခုမှမရှိတော့ဘူးဒါဆိုရင်ဘလောက်ပဲရမှာစဉ်အေးပါဝါ4ပဲရမှာနော် ဒါရင်းချိန်ပြီးတော့ကျွန်တော်ထအောင်မဲပါ 3m8 ပေါ့နော် 3m8 ကိုကျွန်တော်မျှတဲ့အခါမှာ3 into m8 ပဲရတယ်နော်ဒီလိုပဲရောပါပြီဒါဆိုကျွန်တော်နံပါတ်2ကိုသွားပါမယ်အောက်ပါလို့ရှင်းပါတဲ့နော် 3a 3a into 4a into a ပေါ့နော်ဒါဆိုရှင်အဲ့ဒါရဲ့နောက်တော့နောက်မှာအပေါင်းရဲ့နောက်မှာ 2b into 5b into 2b နော်အဲ့တော့ကျွန်တော်က600ဂိမ်းမှာနော်အရှိရဂိမ်းတက်ကိုကျွန်တော်ကနော်ညှောက်ပေါ်ဂိမ်း341ရဲ့ a3 လုံးရေးပါတယ်နော် a ရဲ့ရှိမှာ1ရှိရယ်နော် အဲနောက်တစ်ခုကျေတော့နောက်ကအပေါင်းရဲ့နောက်ကဟာကိုကြည့်တဲ့အခါမှာ2ရယ်5ရယ်2ရယ်မြောက်မယ်နောက်ကပြီးသုံးလုံးမြောက်မယ်ပေါ့နော်ဒါဆိုရင်အဖြေကရှေ့ရအပေါင်းရဲ့ရှေ့ရဂိမ်းကွင်းကိုမြောက်မြောက်တဲ့အခါမှာ3လီ70 A က30ဆိုတော့ AG 12 AG ရပြီးတော့နောက်ကဂိမ်းကကျတော့9လီ10 10နဲ့လီ20နော်ပြီးသုံးတဲ့ဆိုတော့ BG ဒါဆိုအဖြေက12 AG plus 20 BG ရပါတယ်အဲနံပါတ်ခါဝေးသားပါမယ်နံပါတ်ခါဝေးကလည်းအတူတူပါပဲနော် CA နော် into 98နဲ့ CA into 9နဲ့ 2Y into 5Y မှာဒါဆိုရင်ရှေ့ကနှစ်ခုကို6နဲ့9နဲ့မြောက်မယ် x နှလုံးမြောက်မယ်ပေါ့နော်နောက်ကဂိမ်းမှာလည်းကျွန်တော်တို့ကအဲ2နဲ့5နဲ့မြောက်မယ် y နှလုံးမြောက်မယ်ဒါဆိုရင်အဖြေက69 54 54 x2 ရမယ်နောက်ကအနှုတ်ရဲ့နောက်ကကျတော့ 10y2 ရမယ်ပေါ့နော်အဲဒါကိုအဖြေက 54x2 10y2 ရပါတယ်နံပါတ်3ကအောက်ပါရို့မြောက်ပါတယ်နော် 5t into 2 into 3t into 10 ft square into 2h cube ပါเนาะအဲ့ဒီမှာကျတော့မြောက်ပေါ်ကိနေဖြစ်တယ်5ရယ်2ရယ်3ရယ်10ရယ်2ရယ်ကိုမြောက်မယ်အနောက်က t ရယ်เนาะ st ရယ် ft เนาะ st square ရယ်เนาะ h cube ရယ်ပေါ့เนาะ s က3လုံးပေါ့အဲ့တော့တရားဒီမှာတရားရှေ့တော့ဒီတစ်လုံးနောက်ပြရအောင် s ရယ် t ရယ်နောက်ကเนาะ t နှလုံးရယ်နောက်ကအနောက်က s 3လုံးရယ်ပေါ့เนาะအဲ့ဒီကျတော့ ော်အရှိရကိန်းတွေအကုန်လုံးမြောက်တဲ့ခါမှာဘယ်လောက်ရလဲဆိုရင်600ပေါ့နော်9နဲ့လေး30 30 30 30 30ဆယ်လေးရ100ဒီ30ဆယ်လေးရ300 300နဲ့လေးဆိုတော့600ပေါ့နော်600ရဲ့နောက်ပါစာကျမတို့ကတီရဘယ်လုံးဆိုတော့ S ကာ S ကာလေးလုံးဆိုတော့ F power 4တီရရဲ့လေးလုံးဆိုတော့2 power 4ပါအမှတ်ကဝေးရကြတော့ 7x10c2d into 6cd2 into 3c2 into 2d2 ပါ။ဒါရင်မြောက်ပေါ်ကိန်းကို အရင်ဆုံးထုတ်မယ်9ရက်10ရက်6ရက်3ရက်2ရက်ပေါ့နော်နောက်မှကျတော့ c square ရယ် d ရယ်နောက်က c ရယ် d square ရယ် c ကျူးနဲ့ d ကျူးပေါ့နော်ဒါဆိုရင်ရှေ့ကငင်းငင်းနဲ့မြောက်တဲ့ခါမှာကျတို့နော်အားလုံးပေါင်း2520ရပါတယ်နော်90 90နော်9640နီးစရော420 420နဲ့3နဲ့တကာ2နဲ့တကာထပ်မြောက်လိုက်တဲ့ခါမှာအားလုံးပေါင်း2520ရတယ်နော်နှလုံးကြီးနှလုံးကြီးမြောက်သွားမယ် ။နောက်ကစီးရကြတော့အနောက်မှာစီးနှစ်ထက်ရဲ့တစ်ထက်ရဲ့သုံးထက်သုံးထက်ရဲ့သုံးထက်ဆိုတော့6ထက်ဟုတ်ပြီနော်။အမှန်တော့စီးရအဲသူကခွဲလိုက်တာပေါ့နော်။စီးလို့ဆူလိုက်တာမှာစီးရ9ထက်ရရတယ်။ဟုတ်ပြီနော်။စီးရက9ထက်ရရတယ်။နောက်ကစီးရ9စီးရ6ထက်ရရတယ်။နောက်ကဒီရကြတော့ကျတို့အဲ6ထက်ရရတယ်ပေါ့နော်။ဒါဆိုရင်ကျတို့အဖြေက2050စီး6ထက်ဒီ6ထက်ရပါတယ်။ ဒီနေ့ကတော့ဂျီတို့နံပါတ်၄၅ကတော့မှခွန်တော့ပြီးပါပါပြီ။စုံနေရှိပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။